ားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော်တို့ကမင်းညာရှီမန်ကစားခဲ့ကြတယ်မန်ချက်စတာယူနိုက်တက်နဲ့အတလက်တစ်ဖီဘာတို့ရဲ့ယူပါလိဆီမီဖိုင်နယ်ဒုတိယအကြိုပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဒါပွဲပြီးသုံးသက်ချက်တွေတစ်ချက်လောက်အတူတူဒါပြုလုပ်လိုက်ရအောင်အဲ့တော့ရင်ဦးဆုံးကျွန်တော်ကပွဲပြီးသုံးသက်ချက်မလုပ်ခင်အရင်ဆုံး ဒါ United ကိုဒါ congratulation လို့ပြောကြမှာလေ။ဘာလို့လဲဆိုတော့ဒီ Uber League ပွဲစဉ်တစ်လျှောက်မှာလုံးဝရှုံးပွဲမရှိဆိုတဲ့စံချိန်နဲ့ဒါ final ထိတော်မှာပဲရောက်ရှိသွားခဲ့ပြီပေါ့နော်။ final မှာကျွန်တော် Tottenham Hotspur နဲ့ရှီမိုင်ကစားရမယ်ဆိုတော့ United အနေနဲ့ Uber League champion ဖြစ်ဖို့ကတော့လက်တကန်းအလိုပဲဒါလိုတော့ရလိုပဲပြောလို့ရပါတယ်။အဲ့တော့ ဒါညအရှိမိုင်ကစားခဲ့ကြတဲ့ဘွဲစင်မှာထွက်လာခဲ့တဲ့လူစင်းလေးကိုတစ်ချက်လောက်ကြည့်ကြည့်လားအဲ့တော့ကိုသမားနေရာမှာဆိုရင်တော့ကိုသမားအိုနာနာအနေနဲ့ဒါပြောင်းလဲမရှိဒါဘွဲထွက်လာခဲ့တယ်နောက်တစ်ပိုင်းမှာကြည့်မယ်ဆိုရင်တော့လင်ဒီလော့ရဲ့ရှိမယ်ဟယ်ရီမကွိုင်းယားလင်နီယိုတို့ဒါဝင်းဘတ်ဒီမှာကြည့်မယ်ဆိုရင်တော့မာဇာဝါရီပက်ထရစ်တိုဂူဒါကွင်းလယ်မှာဆိုရင်တော့ကက်စမေရိုနဲ့ဒါဥကာဒီကိုတွဲပေးထားရပါတော့ဒီယာဒီမှာဆိုရင်လည်းကွင်းလယ်ကတော်တော်လေးအထိုင်ကျလာပြီလို့ပြောလို့ရတယ်အဲ့တော့ဒါတိုက်စစ်ပိုင်းမှာကြည့်မယ်ဆိုရင်လည်းဂါနာချိုဘရူနိုဖာနန်ဒက်ဒါအထောက်တိုက်စစ်ကတော့မတ်ရှော့ဝှိုက်လန်းနဲ့ပဲဘွဲထွက်လာခဲ့တယ်ပေါ့အဲ့တော့ ဒီရာသီမှာအခုလက်ရှိကျွန်တော်တို့ကကွင်းလေပိုင်းကရူဗင်အာမိုရင်တိစောက်နေတဲ့အနေထားမှာဆိုရင်ကျွန်တော်တို့ကကက်စမဲလိုရဲ့ဥကာဒီဘရူနိုဖာနဲ့ဒီ၃ယောက်ရဲ့တွဲလုံးကတော်တော်လေးအဆင်ပြေလာခဲ့လို့ပြောလို့ရညာကကျွန်တော်တို့ကပထမပိုင်းဒပိုင်းလုံးဆိုရင်လည်း United အနေနဲ့ဒါအပိုင်းခွင့်ရေးအများကြီးရခဲ့တယ်အပိုင်းခွင့်ရေးတွေတဲရမှကျွန်တော်တို့ကဂိုးဖြည့်မပြောင်းလဲနိုင်ခဲ့တဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ပထမပိုင်းဒပိုင်းမှာလုံးဝဂိုးမရခဲ့ဘူးပေါ့နော်ဂါနာချိုအနေနဲ့ကြော်ထဲတဲ့လုံးတွေပါဆိုရင်လည်းဂိုး ကိုးနဲ့ဒါကတ်လွဲသွားတဲ့အနေထားမှာကျွန်တော်ကကိုးမရခဲ့ဘူးဒါအက်သလက်တစ်ပြည်ပါကိုအတင်းနေတဲ့ကျွန်တော်ကပွဲကစားရင်30မိနစ်ခရီးအတိုင်းပဲကိုးစားပြီးတော့ရတာကန်ချက်ကလည်းတော်တော်ကောင်းနေပြတာအိုဒနာရဲ့အပြစ်ပြောလို့မရအိုဒနာလည်းလှမ်းပြီးတော့ပုတ်တယ်ဒါပေမဲ့အဲကျွန်တော်ဒါကန်ချက်ကတော်တော်လေးကောင်းတဲ့အတွက်ကြောင့်မလို့ကိုးခွင့်ပြုလိုက်ရတယ်ပေါ့နော်အဲ့မှာစပြီကျွန်တော်ကရူဝင်အာမိုရင်ကကျွန်တော်ဒုတိယပိုင်းမှာအပြောင်းလဲလုံလိုက်တဲ့ အပေါ်မှာကျွန်တော်တို့ဒါဒီ United ဒီ game ပွဲစဉ်ကြီးကတော်တော်လေးအပြောင်းအလဲဖြစ်သွားတယ်လို့ပြောလို့ရတယ်ဒုတိယပိုင်းမှာလူစားလဲလဲမှုကတော်တော်မှန်ကန်တယ်လို့ဒါပြောလို့ရပါတယ်ဒါကစားအားတွေနောက်ပြီးတော့ဒီတိုက်စစ်ပိုင်းမှာဆိုရင်လည်းတိုက်စစ်ပိုင်းရဲ့လောအားနှုံးနေကစားအားတွေကတော်တော်လေးပိုပြီးတော့အားသားအားကောင်းလာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ဒုတိယပိုင်းမှာကစားသမားအပြောင်းအလဲလုပ်ခဲ့တဲ့ကစားသမားတွေကကျွန်တော်တို့ဒီလူရှော့ဝင်လာတယ်မစ်စင်မောက်အမတ်ဒီယာလို့နောက်ပြီးတော့ဟယ်ရီအမတ်ပေါ့နော်ဟယ်ရီအမတ် ကိုဗစ်မိုင်းနူးနဲ့ကျွန်တော်ဟယ်ရီအမတ်ကတော့ကျွန်တော်နောက်ဆုံးဝင်ခဲ့တဲ့ကစားသမားတွေပေါ့နော်ဒါရှေ့ရတာ၃ယောက်လဲတဲ့အနေထားမှာဆိုရင်တော့လူရှော့မစ်ဆင်မောက်အမတ်အမတ်နဲ့ကျွန်တော်တို့ဒါပက်ထရစ်ဒူဂူရူရဲ့ဒီဘက်ဝင်းဘက်တစ်ချမ်းလုံးကတော်တော်လေးအလုပ်ဖြစ်တယ်ဗျအဲ့ဘက်ကပဲတောက်လျှောက်ဘောလုံးတွေထွက်တယ်တောက်လျှောက်ကျွန်တော်ဒါကိုးပေါက်ချင်းချောင်းမှုတွေလုံနိုင်ခဲ့တယ်ပေါ့နော်အဲ့ဘက်အချမ်းမှာညကတော့နောက်ပြီးတော့မစ်ဆင်မောက် ပထမဆုံး United အသင်းအတွက်ကျွန်တော်ခြေပါကိုစပြီးတော့တွင်းပေးသွားတဲ့ကစားသမားကတော့ Mason Mount Lenny Yoro အနေနဲ့တာ Mason Mount ကိုအတားလိဒါ goal area ထဲမှာထိုးပေးတယ်တစ်ချက်ခေါက်ပြီးတော့တန်းကန်သွားတဲ့အလုံးကလည်း Mason Mount အနေနဲ့တော်တော်လေးကောင်းတယ်အဲ့တော့ကျိုးတာနောက်ရာသီမှာမျောလင်းရမှာမစ်စင်မောက်ရှိတယ်အမတ်ဒီယာလိုရှိတယ်တိုက်ရှင်မှာကစားသမားတယောက်လောက်ထပ်ပြီးတော့ခေါ်လိုက်ပါတော့တိုက်ရှင်မှာတယောက်ထပ်ပြီးတော့ခေါ်လိုက်မယ်ဆိုရင် United အနေနဲ့တော်တော်လေးအဆင်ပြေသွားကြတယ်လို့ပြောလို့ရမစ်စင်မောက်အနေနဲ့ဆိုရင်လည်းအခုလက်ရှိကျွန်တော်ဒီရာသီပီးကန်နီးဆိုရင်တော်တော်လေးကောင်းလာပြီဗျာဒါပေမဲ့ဘာလို့ဆို injury လဲကင်းရှင်းသွားတဲ့အခြေအနေမှာကစားသမားအနေနဲ့စိတ်လွတ်လပ်လို့ဒါကစားနိုင်သွားပြီဆို ော့မေဆင်မောက်တာကျွန်တော်နောက်ရသည်မှာကျွန်တော်ပွဲချိန်ပြီးလေတောက်လျှောက်ကစားနိုင်မယ်ဆိုရင် United အနေနဲ့ဒီကြောက်ပေါက်နိုင်မွေးရဖို့ဆိုတာကအဲ့လောက်ကြီးခက်ခဲတဲ့မှာမပါဘူးလို့ကျွန်တော်ကမြင်တယ်။အဲဒုတိယအလုံးကတော့ကျွန်တော် Casemiro ရဲ့ဒါခေါင်းတိုက်ဖို့ပေါ့နော်။ဒါ Bruno Fernandes ရဲ့ဒါ free kick ကနေပြီးတော့ Casemiro ဒါခေါင်းတိုက်တွင်းပြီးတော့ဒါကိုတွင်းယူသွားခဲ့ပေါ့နော်။အဲ့မင်းညရှိမှန်ကစားခဲ့တဲ့ပွဲစဉ် United ရဲ့ကစားသမားအကုန်လုံးခြုံပြီးတော့ကြည့်မယ်ဆိုရင် UCAD တော်တော်လေးကောင်းတယ်ကစားသမားတော်တော်များများတော့အဆင်ပြေကြရပြအကုန်လုံးအမားနေနေနဲ့ကိုပဲကစားခဲ့ကြရပြဒီ United ကကျွန်တော်တို့က ်ပရီးမီးယားလိမှာကြအချိုးတစ်မျိုးယူဘာလိမှာကြအချိုးတစ်မျိုးဆိုပြီးတော့ပြောရအောင်ပြောလို့ရတယ်။ဘာလို့လဲပရီးမီးယားလိမှာကကျတော့ရူဘင်အာမိုရင်ပြောထားသလိုပဲအခုလက်ရှိအခြေအနေကကျွန်တော်တို့အတန်းနဲ့မစင်းရသလိုဒါအပေါ်လက်ထပ်ပြီးတော့တက်ဖို့ဆိုတာအခြေအနေကမရှိတော့တဲ့အကြောင်းလို့ကျွန်တော်ဖြစ်တယ်လို့ပဲဒီຢာစီကတော့ပြီးရတော့မှာ။အဲ့တော့နောက်ရသည့်အတွက်ကတော့ကျွန်တော်တော်တော်လေးရင်ခုန်တယ်။ဘာလို့လဲဆိုတော့တိုက်စစ်ပိုင်းမှာတိုက်စစ်မှုကောင်းကောင်းလေးတရားလောက်တာခေါ်လိုက်မယ်ဆိုရင်အခုလက်ရှိရှိနေတဲ့အစုဖွဲ့တွေကတော်တော်လေးဟိုရူဘင်အာမိုရင်ကစားကွက်မှာတော်တော်လေးအဝင်ဝင်ကြဖြစ်လာပြီလို့ပြောလို့ရတယ်။ နောက်နောက်တိုင်းမှာကြည့်မယ်ဆိုရင်နောက်တိုင်းမှာကပူစရာမလိုတော့ဘူးဗျာလီနီယိုရှိတယ်လူရှော့လည်းရှိတယ်ဒီလေးမာဇာဝါရီဟယ်ရီမကွိုင်းယားနောက်တိုင်းမှာတော်တော်လေးငြိမ်လာသလိုကွင်းလက်ပိုင်းမှာဆိုရင်ရူအာမွန်နဲ့တိဆောက်နေတဲ့ကွင်းလက်အထိုင်နှစ်ယောက်ကတော်တော်လေးအလုပ်ဖြစ်လာတယ်ကက်စမဲရိုးဆိုရင်လည်းတော်တော်လေးကောင်းတယ် လောအားလုံးကောင်းတယ်ဖြစ်အားလုံးကောင်းတယ်ကက်စမဲလို့ဆိုရင်လည်းအခုလက်ရှိမှာစာယူတတန်ကယူနိုက်တက်နဲ့အသိပြီးတော့မကြံတော့တဲ့အတွက်ကြောင့်မလို့တေချာပေါက်စာယူတတန်ကတော့တိုးမှာပဲဘာပဲဖြစ်ဖြစ်ဗျာယူနိုက်တက်အနေနဲ့ကျွန်တော်ကယူပါလီဒါပြိုင်ပွဲတစ်လျှောက်မှာရှုံးပွဲမရှိလို့ဆိုတဲ့စံချိန်နဲ့ကျွန်တော်ကယူပါလီဖိုင်နယ်ကိုဒါထက်တဲ့တန်တန်တလန်းသွားနိုင်ရတော့တကယ်ကိုအကောင်းဆုံးဒါခြေစွမ်းနေလို့ပြောလို့ရပါတယ်အဲယူနိုက်တက်ပရိသတ်တွေနေနဲ့ဆိုရင်ရောကျွန်တော်ကမနေ့ညရှိမြန်ကစားခဲ့ကြရယူပါလီဆီမီဖိုင်နယ်ဒုတိယအကြော့ပွဲစဉ်ဖြစ်တဲ့ကျွန်တော်ကမန်ချက်စတာယူနိုက်တက်နဲ့အက်တလက်တစ်ပြီးပါဦးရဲ့ပွဲစဉ်နေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောကျွန်တော်ကဘယ်ကစားသမားတွေက ယူနိုက်တက်အသင်းတို့ကအကောင်းဆုံးဖြစ်ခဲ့လို့ထင်ကြတယ်ကွန်မန့်မှာတစ်ချက်လောက်ဆွေးနွေးပေးသားကြပါအောင်အမ်မန်မီဒီယာကိုဆုံးဖြတ်ကြည့်ရှုပေးကြရပရိသတ်တရားချင်းနေတာကိုကျေးဇူးများကြီးတင်ပါတယ်အားကစားတဲ့အစီအစဉ်တွေကိုနေ့စဉ်တင်ဆက်ပေးနေကြုံအမ်မန်မီဒီယာရဲ့ Facebook YouTube TikTok တို့ Like and Subscribe လုပ်ပြီးတော့စောင့်ကြည့်နေပါတယ်ဘလုံးပွဲတိုင်းလိုက်ကြည့်ရှုချင်တဲ့ပရိသတ်များအနေနဲ့ www.mm.stream မှာလည်းခမေတိုင်းလိုက်ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းလင်းကောင်းပိုင်းနဲ့နောက်စီစဉ်တွေမှာပြန်လည်ဆုံးဖြတ်ကြရမယ်ကျွန်တော်တို့စဉ်တင်ဆက်သူဖော်ပါလေးဖြစ်ပါတယ်